မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ရောက်မြန်မာများအိဖြူတော်နှင့်တရုတ်တန်ယုံရှိတွင်စစ်ကော်မရှင်ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြလေချောင်းမပြန်တမ်းရဆုံး no flying zone သတ်မှတ်ပြီးရန်နိုင်ငံတကာကိုတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသောမြန်မာနိုင်ငံသားများသည့်စစ်ကော်မရှင်ကကျင်းပမယ့်အထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းယနေ့နိုဝင်ဘာ23ရက်ကအိမ်ဖြူတော်ရှိနေတရုတ်တန်ယုံရှိလို၌ ဆန္ဒပြထုတ်ပေါ်ခဲ့ကြောင်း NYCBC အဖွဲ့ထံမှသိရပါဗျ။အဆိုပါဆန္ဒပြပွဲတွင်ပါဝင်သူများသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်ចောင်းသားများအလုံးကိုပြန်လွှတ်ပေးရန်တင့်မဲ့ဖြင့်တရားဝင်လူသက်ခွင့်မပြု We say no to shame election ဆိုသည့်အတိအကတောင်းဆိုချက်များပါဝင်သောစာသားပါဆိုင်းပုံများကန်ဆောင်၍ဆန္ဒပြခဲ့ကြပါသည်။ထို့ပြင်ဆန္ဒပြသူများသည်စစ်ကော်မရှင်ရွေးကောက်ပွဲအတုကိုစန့်ကျင်သည့်အနေဖြင့်လူသက်သမားအတုရောင်ရွေးကောက်ပွဲအလိုမရှိမိစ္ဆာကောင်တွေကြဆုံးပါစေ။စာသည့်ကြွေးကြော်သံများဖြင့်လည်းအိမ်ဖြူတော်ရှိ၌ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ရှင်ပြင်ဆန္ဒပြသူများကမြန်မာပြည်သူများအားလေချောင်းတိုက်ခိုက်မှုမပြုလုပ်နိုင်ရန်အတွက်လေချောင်းမပြန့်တမ်းရအောင် no fly ဆုံများတတ်မှတ်ပေးရန်လည်း ိုင်ငံတကာကိုတောင်းဆိုခဲ့ကြပြီးတရုတ်ပြဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်္ဂလာတုံတွင်ပွဲစားဆိုသူကចောင်းသားနှစ်ဦးအမျိုးသားတအုပ်ကိုအလုရမယ်ဆိုကစစ်တပ်ထဲရောင်းစားရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာចောင်းသားတွေအပါအဝင်လူငယ်အမျိုးသား၃ယောက်ကိုပွဲစားဆိုသူကအလုရမယ်ဆိုပြီးအကြံဖက်စစ်တပ်ထံလိမ့်လဲရောင်းစားခဲ့ကြောင်း ရန်ကုန်စကောက်နဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကမင်္ဂလာတောင်မြို့နယ်ကုန်းတလက်ပေါင်းကျင်းရွာအလဲပိုင်းမှာနေထိုင်တဲ့စေကျော်သက်ចောင်းသား၂ယောက်နဲ့အသက်20အရွယ်အမျိုးသားတစ်ယောက်ဟောင်းကွဲစားဆိုသူချင်းဆိုတဲ့ဝါယာလက်ရက်ွက်သို့သွားရောက်ရင် ီတာစုနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်။နောက်တနေ့နိုဝင်ဘာလ22ရက်နေ့မှာတော့အဲဒီလူငယ်တွေကမိသားစုတွေစီအတီတီအဆက်အသွယ်လုပ်ရင်သူတို့ကိုပွဲစားဆိုသူကဘကိုတိုင်းတောင်ငူမြို့ကစစ်တပ်စခန်းတစ်ခုစီရောင်းစားလိုက်ကြောင်းအတီပေးပြောကြားခဲ့ပါတယ်။လူငယ်တွေရောက်ရှိသွားတဲ့စစ်အုပ်စုတပ်ရင်းဘက်ကတော့အသက်20အရွယ်အမျိုးသားကိုပြန်မလွတ်ပေးကြောင်းနဲ့ကျောင်းသားလူငယ်တွေကိုတော့တယောက်ကိုငွေကျပ်340နဲ့ပြန်ရွေးနိုင်ကြောင်းမိသားစုတွေစီအတီပေးခဲ့တယ်လို့ရန်ကုန်စကောက်နဝက်တာဝန်ရှိသူကပြောပါတယ်။ ။ပါသွားတဲ့သူတွေတင်အသက်20ဝန်းကျင်လူငယ်ကကလေးတယောက်ပြီလို့သိရတယ်။သူတို့မိသားစုကចောင်းသားနှစ်ယောက်ရဲ့မိသားစုတွေကချိုးတက်ကြပါတယ်တဲ့။ တအိမ်ဆိုဒန်အိုးဒန်ကွက်တွေလိုက်ဝဲပြီးအသက်မွေးနေကြရလို့ပြောပါရတယ်။လောလောဆယ်တော့ဒီလောက်ပဲသိရပါသေးတယ်ဟုရန်ကုန်စကောက်နှက်ဝက်မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါရတယ်။လက်ရှိမှာအကြံဖက်စေအုပ်စုကရန်ကုန်မြို့တွင်ပေါ်တာဆွဲဖန်စီတာတွေကိုဆူဆူရွရွပြန်လည်လှုပ်ဆောင်လာပြီးစစ်တင်နှန်းတွေစီချက်ချင်းပို့ဆောင်နေတာဖြစ်ပါရတယ်။အဲဒီလိုလှုပ်ဆောင်ရမှာလူငယ်တွေကိုအလုတ်အကန့်ခွင်လန်းတွေမွေးရစေဝါပြည်တစားစားတဲ့နီလန်းတွေပါအုံပြီးခေါ်ဆောင်တတ်ကြောင်သိရပါရတယ်။အလုံးနဲ့မျှခေါ်ပြီးစမူဒန်နဲ့ထည့်နေတာတွေခဏခဏတွေ့နေရတာမို့အလုံးနဲ့ချိတ်ဆက် ကြတဲ့အခါထေချာစီစစ်ကြဖို့တတိပေးကျင်ပါတယ်။အဲ့ဒါအပြင်မူရစေးနဲ့ခေါ်ရာတွေကပြည်တစာတွေနဲ့ကနီလန်မျိုးစုံနဲ့ရှိနေတယ်လို့လူငယ်တွေအနေနဲ့ဒီအချိန်မှာဘသူကမှအယုံမလွယ်သင့်တော့ပါဘူးလို့ရန်ကုန်စကောက်နက်ဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။တလောက်ကိုစစ်မှုထမ်းအရေးအတွက်လူ9000ပြည့်မီအောင်စစ်အုပ်စုကတတ်မှတ်ထားတယ်လို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလည်းရှေ့တန်းစစ်မြေပြင်မှာအသေးပြောက်များနေတာကြောင့်စစ်တပ်လက်ပါစီတွေကလူအယောင်ွယ်နဲ့ပြန်ပေးဆွဲငွေညစ်တာတွေဆူဆူရွာရွာလောက်ဆောင်နေတာဖြစ်ပါတယ် ဆက်လက်ပြီးတရုတ်ကြဖြတ် site လုံခြုံရေးစောင့်ချက်တဲ့ DGPA နဲ့စစ်တပ်က KNL ကိုစတင်ပစ်ခတ်လို့ KNL ကကြဖြတ် site စီးနေ DGPA တပ်သားတွေနဲ့လက်နက်တွေဖမ်းဆီးထိန်းသိမ်းနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပတ် မင်းလက်ပံကြီးရွာကတရုတ်ကြဖြန့်ဆိုင်ကိုလုံခြုံရေးစောင့်ကြပ်နေတဲ့ TKPA နဲ့စစ်တပ်က KNL ကိုစတင်ပစ်ခတ်ခဲ့တဲ့အတွက် KNL ပူးပေါင်းတပ်ကအဆိုပါကြဖြန့်ဆိုင်ကိုစီးနှင်းပြီး DKPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်သိမ်းလိုက်တယ်လို့ကရင်တရင်ရင်းမြစ်တွေကပြောပါတယ်မင်းလက်ပံကြီးရွာကတရုတ်ကြဖြန့်ဆိုင်ကိုစောင့်ကြပ်နေတဲ့ဘိုးတခွားတီဦးစီးတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ဟာစစ်ကောင်စီတပ်နဲ့ ပူပေါင်းပြီးကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNL ကိုစတင်ပစ်ခတ်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာ22ရက်မှာ KNL ပူပေါင်းတပ်ကိုတနက်နေ့စတင်ပစ်ခတ်ခဲ့တဲ့အတွက်ဒေါ်လန်ရေးပူပေါင်းတပ်ကအဆိုပါကြားပြန့်ဆိုင်ကိုဝင်ရောက်စီးနှင်းပြီး DGBA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။အဲဒီနေ့ကစပြီးမြလဘန်ကျေးရွာကိုစစ်ကြောင်းထတ်တိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့တော်လန်ရီပူပေါင်းတပ်တို့မြလဘန်ရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ် စစ်ကောင်စီတနေ KNL တက်မဟာ6ဖူးပေါင်းတပ်တို့အကြားထိုက်ပွဲပြင်းထန်နေစဉ်မြလပန်ရွာတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ကြည့်ပေးနေတဲ့ DKBA ဘိုးသခွားသည်ဦးစီးတဲ့တပ်ဖွဲ့တွေက KNL တက်မဟာ6ဖူးပေါင်းတပ်ကိုစတင်ပစ်ခတ်ခဲ့ရာတော်လန်ရေးဖူးပေါင်းတပ်တွေကပြန်လည်ပစ်ခတ်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုခဏတာဖြစ်ပွားခဲ့တယ်လို့ခရင်တရင်ရင်မြက်ကပြောပါတယ်။ဒီလိုပစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် KNL တက်မဟာ6က DKBA ထိန်းချုပ်ထားတဲ့မြလပန်ရွာကတရုတ်ကြားဖြန့်ဆိုင်ကိုဝင်ရောက်စီးနင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင်20ခန်းနဲ့လက်နက်ခဲယမ်းတွေကို ဖန်စီထိမ့်သိမ်းထားလိုက်တယ်လို့ကရင်တရင်ရမြက်ကပြောပါတယ်။သူတို့ DKPA က KNL ကိုပြစ်တာအဲ့ဒါနဲ့ဘိုဒါဘောကလက်နက်ချခိုင်းပြီးထိမ့်လိုက်တာပြစ်တဲ့အဖွဲတော့ဖမ်းခေါ်သွားတာပေါ့ကျန်နာကိုတော့သူတို့ဒီလိုပဲလက်နက်ချပြီးထိမ့်သိမ်းလိုက်တယ်။အမိန်ပေးတဲ့ခေါင်းဆောင်ဘိုးသခွားကြီးထွက်ပြေးသွားတယ်။ထိုင်းလာမြောက်ဒီဘလာတော့မသိသူတို့ခေါင်းဆောင်တွေညှိပေးလိုက်မယ်လို့တော့ပြောတယ်လို့ကရင်တရင်ရမြက်ကပြောပါတယ်။ အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း DGBA ကကြာဖြတ်ရုံတာဝန်ခံကစစ်တပ်နဲ့လဝါချင်းရိုက်ပြီး KNL ကိုသွားပစ်တာပေါ့ပြစ်တော့ပြန်လဲပြစ်ခတ်ကြတာပေါ့တခွာတီကအရင်ဖောက်တဲ့စကစားနဲ့နှစ်ဖက်ညှက်ပြစ်တယ်လို့ဖြစ်တာပေါ့ KNL ကစိတ်ဆိုးပြီးတော့ဝင်စီလိုက်တာပေါ့ပြီးသွားတာပေါ့လို့ပြောပါရယ် KNL ဖန်စီထိမ့်သိမ်းထားတဲ့ DGBA တပ်ဖွဲ့ဝင်တွေပြန်လဲလွတ်မြောက်ရင်းနဲ့လက်နက်ခဲယမ်းတွေကိုပြန်လဲရရှိဖို့ DGBA ကောင်းဆောင်တအုပ်ဖြစ်တဲ့စော်စန်းအောင်ကနေမိကန် KNL တာဝန်ရှိသူတို့နဲ့လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါရယ် မြလပန်ရွာကကြားဖြတ်ဆိုင်ဝင်ရောက်စီးနှင်းခံရပြီးနောက်တပ်ဖွဲ့ဝင်တွေဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်လို့ DKPA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်စောစိန်ဝင်းကိုဒီကနေ့နိုဝင်ဘာ23ရက်နေ့ညပိုင်းမှာသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူးဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA တပ်ဖွဲ့ဟာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့ခရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးစစ်တပ်ကျင်းပမယ်ရွေးကောက်ပွဲကိုထောက်ခံကူညီပေးသွားမယ်လို့သဘောထားထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးထိုင်ဝမ်နိုင်ငံအရေးကိစ္စတရုတ်အစိုးရအလို့ကြဂျပန်ဝန်ကြီးချုပ်နှင့်ဖက်စစ်ဘွားရာကိုရှုတ်ချဟုအကြံဖတ်စော်မင်းထွန်းထပ်ပြောပြန်နေဆွေးတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံ၏အစိတ်အပိုင်းမဟုတ်သောထိုင်ဝမ်နိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍တရုတ်နှင့်ဂျပန်ဆက်ဆံရေးတင်းမာနေချိန်ဂျပန်တွင်ပြန်လည်ဖြစ်ပေါ်လာနိုင်သောဖက်စစ်ဘွားရာနှင့်ဂျပန်ဝန်ကြီးချုပ်၏ပြောစကားကိုရှုတ်ချကြောင်းအကြံဖတ်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းကထပ်မံပြောဆိုခဲ့ပါတယ်။ လူဝေမာ22ရက်နေ့တရုတ်အစိုးရပိုင်းစင်ဟွာသတင်းဌာနသို့အကြံဖတ်ဆောင်မင်းထွန်းကထိုးထိုးပြောဆိုခြင်းဖြစ်ပြီးနိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်တက္ကအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်၏ရှင်သန်မှုကိုချိန်ချောက်သည့်အခြေအနေအဖြစ်သတ်မှတ်နိုင်ကြောင်းဂျပန်ပါလီမန်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်ဂျပန်ဝန်ကြီးချုပ်ဤပြောကြားချက်မှာဂျပန်ဤလုံခြုံရေးဆိုင်ရာဥပဒေမှုပေါင်းအရာထိုင်ဝမ်အရေးကိုဂျပန်နိုင်ငံဤပြည်ရင်းလုံခြုံရေးနှင့်ဓာတ်ရိုက်ဆက်ဆက်သည်ဟုသတ်မှတ်လိုက်ခြင်းဖြစ်သည် ဂျပန်အနေဖြင့်ထိုင်ဝမ်အရေးတွင်စီးရီးအရပါဝင်ပတ်သက်နိုင်သည့်လမ်းကြောင်းကိုဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟုသိရှိရသည်။အကြံဖက်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကထိုင်ဝမ်အရေးနှင့်ဆက်လျင်သည့်ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီအီမှယွန်းသောပြောဆိုချက်များအပေါ်ရှုံချကြောင်း မြန်မာနိုင်ငံအနေဖြင့်တရုတ်တနိုင်ငံတည်းမူဝါဒကိုအစဉ်အမြဲခိုင်မာစွာထောက်ခံကြောင်းပြောဆိုပါရယ်ဆက်လက်၍အကြံဖတ်စော်မင်းထွန်းကဂျပန်ဝန်ကြီးချုပ်တက္ကအီချီအီပြောဆိုချက်များမှာတမိုင်းအပေါ်သင်ခန်းစာမယူသည့်ပြောကြားချက်ပြကြောင်းဂျပန်တို့ရဲ့တိတ်တမိုင်းကအာရှတိုက်အပေါ်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအပေါ်မှာနောင်တမရသည့်တာဝန်မယူသောပြောကြားချက်ပြကြောင်းဂျပန်ဖက်စစ်ဝါဒ၏ဆိုးကျိုးများကိုမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတိုင်းကခါသီးစွာခံစားခဲ့မှုကြောင်း ဂျပန်နိုင်ငံပြန်လည်ဖြစ်ပေါ်လာနိုင်သောဖက်စစ်ဝါဒအပေါ်မြန်မာနိုင်ငံအနေဖြင့်ရှုံချကြောင်းပြောဆိုပါတယ်ဂျပန်ဝန်ကြီးချုပ်တာကာအီချီအီပြောဆိုချက်မှာတရုတ်နိုင်ငံတနိုင်ငံတည်းမူဝါဒကိုချိုးဖောက်ခြင်းဖြစ်ပြီးပုံကန်သူများကိုအပြစ်ချင်းဖြစ်ကြောင်းတရုတ်နိုင်ငံဤတရုတ်တနိုင်ငံတည်းမူဝါဒအပေါ်မြန်မာနိုင်ငံကအမြဲထောက်ခံရပ်တည်သွားမည်ဖြစ်ကြောင်းထိုင်ဝမ်သည်တရုတ်ပြည်သူသမ္မတနိုင်ငံဤခွဲခြားမရသောအစိတ်အပိုင်းဖြစ်ကြောင်း ထိုင်ဝမ်ရည်သည့်တရုတ်ပြည်၏ပြည်တွင်းရေးသားဖြစ်ပြီးရည်သည့်နိုင်ငံခြားတိုင်းပြည်၏ဝေရောက်ဆက်ဖက်မှုကိုမဆိုမြန်မာနိုင်ငံအနေဖြင့်ရှုံချကြောင်းဆိုမင်းထွန်းကပြောဆိုပြန်ပါတယ်။နိုဝင်ဘာလ27ရက်နေ့ကလည်းစစ်တပ်ပိုင်းသတင်းစာများမှတစင်အကြံဖက်ဆိုမင်းထွန်းကဂျပန်ဝန်ကြီးချုပ်သိ၏ထိုင်ဝမ်အရေးအပေါ်ပြောဆိုချက်ကိုမထောက်ခံပေတရုတ်တနိုင်ငံတည်းမူဝါဒအရတရုတ်နိုင်ငံဘက်မှရည်တည်ကြောင်းပြောဆိုခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဤထိုင်ဝမ်အရေးမှတ်ချက်စကားကြောင့်တရုတ်နှင့်ဂျပန်အကြားတင်းမာမှုမှာအရှိန်မြင့်တက်နေပြီးခုံသွဲရေးခရီးသွားလာရေးစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍများတွင်ဆက်ဆံရေးဖြတ်တောက်မှုများစွာဖြင့်နှစ်ဖက်အတင်းမာဆုံးအခြေအနေတို့ဆက်ရောက်လျက်ရှိနေပါသည်။ဂျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးရွှေလန်းချမ်းမြေကြပါစေရှင်။